ကျွန်တော်ဒီကဘတ်တော့တမချင်းစာကျွန်တော်ဒီကနေ့အတူတကွာခံယူဖို့ရတဲ့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ဂျင်ပိုင်ပိုင်လေးအားလုံးတူတကွာဖတ်စီလိုပါတယ်ထွံ့မြောက်ရာချင်းခန်းကြီးလေးအငယ်တိတ်ကမီလေးဘောရှိကလည်းသူတို့ဒီအကျွန်ုပ်ကိုမယုံအကျွန်ုပ်စကားကိုနားမထောင်ပဲနေ၍ဘာမှပြားဒီတိတ်ဟာထင်ရှားတော်မူဟုဆိုကြပါလိမ့်မည်ဟုပြန်လျှောက်နေ၏ ။ဒါရပြားကလည်းဒီနေ့လက်၌ပေရာရှိတည်းဟုမေတော်မူလင်လန်တန်ရှိပါ၏ဟုပြော၏။မိပါပါပြစ်ချတော်မူမိတော်မူသည့်အတိုင်းပြစ်ချသည်။လန်တန်၏ဝေဖြစ်၍မောရှိသည်သူရှိမှပြေး၏။ဒါရပြားကလည်းတင့်လက်ကိုဆန့်၍သူအမိကိုကင်ဖန်းတော်မူမိတော်မူသည့်အတိုင်းမောရှိသည်လက်ကိုဆန့်၍ ကောင်းပြီဖြင့်သူဤလက်၌ပြန်တိုင်းဖြစ်ပြန်၏ဖတ်သွားတဲ့ကျမ်းပါရုပ်စီလိုက်ကဖျားရှိကောင်းကြည့်ပြပါစေကျွန်တော်ဒီနေ့ဒီကျမ်းစာဗုဒ္ဓကအချိန်ခံပြမှာကျွန်တော်ဒီဘတ်တော်ဝင်ကားခြင်းနဲ့ဒီဘတ်တော်ကောင်းစဉ်ကပါလဲဆိုရှင်တော့ဒီနိုင်ရှိသောအရာဒီနိုင်ရှိသောအရာဆိုတဲ့ဒီဘတ်တော်ကောင်းစဉ်နဲ့ဒီကျမ်းစာဗုဒ္ဓကအချိန်ခံပြမှာဒီဘတ်တော်တဲ့ငယ်လေးဝင်ကားခြင်းပါတယ် ဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့မောရှီရဲ့တမန်ရေးကြီးအနေနဲ့လေးကျွန်တော်တို့ဟိုပူပြီးသားတဲ့သဘောပေါက်လည်းဖွင့်ရတော့ခဏလေးကျွန်တော်တို့ကြည့်ကြအောင်မောရှီရဲ့မိဘကအာဗြဟံနဲ့ယောကိပဲဖြစ်တယ်ဆိုတော့ဖာရောရဲ့တမန်အဖြစ်သူကအစ်ဂျစ်နားတော်ကညီပြလာခဲ့တာဖြစ်တယ်မောရှီဒီထဲမှာပြောပါတာကိုစောင့်ကြည့်နေတဲ့သူကသူ့အမမီရီယမ်ဖြစ်တယ်မီရီယမ်ကဖာရောတမန်စီကိုလာပြီးမှဒီခလီးဆုံးရှုံးပြီးမဲ့သူဖာရောတမန်ကရှာခိုင်းတဲ့အခါမှာ ဒီမှာရှာပြီးမယ်ဆိုပြီးမှမောရှိအမိကိုပဲရှာပြီးမောရှိအမိကိုပဲရှာပြီးပြီးမှနန်းတော်ကဒီမောရှိကိုကောင်းကောင်းလေးပြုစုဆောင်ရုပ်ခဲ့ရတယ်။ယောက်ခိဘက်ကသူ့သားမောရှိကိုကောင်းကောင်းလေးဖျားတရားအကြောင်းဖျားကြီးအကြောင်းကိုသူကကောင်းကောင်းသူသိခဲ့တယ်။တနည်းနဲ့တစ်ချင်ချင်းကြရင်မင်းကဒီအစ္စရဲလူမျိုးများငါတို့လူမျိုးများကိုအကုန်လုံးပြီးကဒီခေါ်ဆောင်မဲ့သူကောင်းဆောင်ဖြစ်ပါလိမ့်မယ်ဆိုပြီးမှသူ့အမိကသူ့ကိုမြဲတမ်း သူတင်ပုံရတာကြောင့်တွေ့ရအဲ့ဒါအသက်40ပြည့်တဲ့ခါမှာသူကအဲဂိုရူပညာအလုံးစုံနဲ့သူတင်ခဲ့ပြီးပြီပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာသူ့လူမျိုးတွေကိုသူကပုတ်ချုပ်ချင်တယ်ပေါ့ဒါမှမဟုတ်ဦးစားသူ့လူမျိုးတွေကိုသူကခေါင်းဆောင်လုပ်ချင်တယ်အဲ့ဒါပြဿနာကပါလဲဆိုလို့ရှိရင်တော့သူ့လူမျိုးနဲ့အစ်ဂျစ်လူမျိုးရာဖြစ်နေတာကိုတွေ့တဲ့ခါမှာကျမလုပ်လာလေအစ်ဂျစ်လူမျိုးကိုတတ်ပြစ်လိုက်ပြီးမှသူ့လူမျိုးကိုကယ်လိုက်တယ် အဲ့ဒါလက်ချက်နေ့မှာကြတော့သူ့လူမျိုးချင်းချင်းယာဖြစ်တာကိုပြန်တွေ့ဘာဖြစ်လို့ကို့လူမျိုးချင်းချင်းယာဖြစ်ကြတာလဲဆိုပြီးမှအာသူယာဖြစ်တာကိုသူကယာငင်းလို့နေတယ်ဒါပေမဲ့သူတို့ကဘယ်လိုပြောတာလဲဘသူကမင်းကိုမအားဘူးပုတ်ချုပ်ပြရတယ်ခေါင်းဆောင်လို့ပြရတယ်ခန့်တာလဲဆိုပြီးမှပြောတဲ့ခါမှာမောရှိကကြောက်လို့မနေ့ကသူတတ်တခဲ့တဲ့လူတတ်မှုကိစ္စပေါ့နော်ပြန်ပါစို့လို့သူကထွက်ပြေးခဲ့ရမြင့်ရပြည်သူထွက်ပြေးသွားတယ် ဆိုတော့ medium ပြီးရောက်တဲ့ခါမှာကျတော့အဲ့ medium ပြီးမှာ nipple ဘလောက်နေခဲ့တာလဲဆိုရှင်တော့ nipple 40နေခဲ့တယ်။နောက်တော့မှ nipple 40နေခဲ့တယ်။ပြီးတော့ Israel လူမျိုးများကို nipple ဘလောက်ဥဆောင်ခဲ့တာလဲ nipple 40ဥဆောင်ခဲ့တယ်။ပေါင်းတဲ့ခါမှာကျအသက်က130မှာသူကဆုံးသွားတာဖြစ်ပါတယ်။အဲ့တက်80ပြီလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့မြေရပြမှာတက်40လောက်နေခဲ့တယ်ဆိုတော့ဖျားရေကသူ့ကိုခေါ်တယ် ခြုံပုတ်ကိုမြင်းလောင်ကျွမ်းတဲ့ပုံစံမျိုးနဲ့ဖခင်ကသူ့ကိုထင်ရှားခဲ့ဖခင်ကသူ့ကိုခေါ်တယ်အဲကုလို့ပြည်ကမြင်းလူမျိုးတွေကိုမြင်းခေါ်ဆောင်ရမှာဖြစ်ပါတယ်ငါလူမျိုးတွေအော်ရှိတဲ့အတန်ကိုငါတနာတယ်အဲ့ဒီအတွက်ကြောင့်မြင်းသူ့ကိုကယ်တင်မှဖြစ်ဖြစ်မယ်ဆိုမောရှိကိုဖခင်ကသူ့ကိုပြောတဲ့အခါမှာမောရှိကဟုတ်ကဲ့ပါဖခင်လို့ပြောလားမပြောပါဘူး အများကြီးကြင်ကြင်ခါခါဘုရားကိုငင်းခဲ့ကိုတော့မဖြစ်နိုင်ပါဘူးဒီလိုတွေကိုဥဆောင်ဖို့ရတဲ့အကျွန်ုပ်မှာဘာမှပညာဒါမှမဟုတ်နှုတ်တတိကစားမရှိဘူးအမျိုးကြင်ကြင်ခါခါငင်းပြဲခဲ့အဲ့ဒီအခန်းကြီးလေးခုနကဖတ်တဲ့နေရာပြောတဲ့ခါမှာဘုရားကြီးကမောရှိကိုပြောတယ်မောရှိဒါဆိုတော့တင့်လက်ထဲမှာပါရှိတယ်မောရှိလက်ထဲမှာရှိတဲ့ဟာကဘာလဲဆိုတော့ပါရှိတာလေတော်ဝေးရှိတယ် ်ဆိုတော့သူကတူတင်းဆိုတော့သူ့လက်ထက်မှာတောင်းလို့ရှိတယ်ဆိုတော့ဘုရားရှင်ကမင်းလက်ထက်မှာမရှိလေလို့သူမြည်တဲ့ခါမှာလန်ဒန်ရှိပါ၏ဟုလျှောက်၏ခုနကျွန်ပြောသူလန်ဒန်ဆိုတာကအခုကျွန်တော်ခေတ်ပါသူ့လက်တောင်းဝေးပုံစံဖြစ်ကျင်ပါတော့ဖြစ်မယ်ဒါပေမဲ့သူ့ထင်းတွေကတုံးပြုတ်တဲ့တောင်းဝေးတမျိုးဖြစ်ပါတယ်အဲ့အဲ့ဒီတောင်းဝေးလန်ဒန်ကိုပါလုခိုက်တာလေမိဘမှာပြစ်ချလို့ဘုရားကပြောတဲ့အခါမှာမောရှိက ဘာလို့လဲဒီဘောမှာပြစ်ချတစ်ချတဲ့အခါဘာမှဖြစ်သွားတာလဲမွေးဖြစ်သွားတယ်ဆိုတော့မွေးဖြစ်သွားတဲ့အခါမှာမောရှိကဘယ်လိုဖြစ်လာလဲသူ့ရှိကနေထွက်ပြေးတယ်ဆိုတော့မွေးရှိကနေထွက်ပြေးမလို့တယ်မွေးကဘာလို့ထွက်ပြေးလာလဲမွေးရှိမှာကိုက်တမဇူးလို့ပေါ့နော်အဲ့လေဖျားရီကဘယ်လိုပြောလာလဲသူ့ရဲ့မိကလေကိုက်ခိုင်းတာနော်ပြန်ဖန်ခိုင်းတဲ့အခါမှာကျတော့သူ့နဲ့ထွက်ကြောက်တဲ့အခါမှာဘာဖြစ်သွားလဲ တောင်ဝေးပြန်ဖြစ်သွားတယ်ဆိုတော့ဒီနေ့ကျွန်တော်ဒီအရာလေးကိုဒီကကျွန်တော်ထားပြပါဖရာရှင်ကမောရှိကိုမြည်တဲ့အရာလေးပေါ့နော်တင်းလက်တဲ့မှာပါရှိတယ်လို့မြည်တဲ့အခါမှာလှတာရှိတယ်ဒါမှမဟုတ်တောင်ဝေးရှိမောရှိနိုင်ရှိသောအရာကပါလေတောင်ဝေးဖြစ်ပါတယ်သောဖျားရင်ကဣသရေလလူမျိုးများကိုခေါ်ဆောင်ဖို့ရတဲ့အတွက်မောရှိကိုအသုံးပြုခြင်းနဲ့ အတုံးပြုတ်ခြင်းတဲ့အခါမှာကြတော့ဘောရှိကအိုးဒီလူတွေကိုဦးဆောင်မှုရတဲ့အတွက်အာမြို့မြို့သူတို့ဘာတွေကမယုံပါဘူးမဟုတ်ဘူးမြို့မြို့ငင်းပြဲနေမယ်မြို့မြို့အာပြောကြနေမယ်ဆိုပြီးမှဖယောင်းကိုပြောတဲ့အခါမှာတင်းလက်ထဲမှာပါရှိတယ်ဘောရှိကပါလဲသူ့လက်ထဲမှာရှိတဲ့ဟာကိုပါလဲတော်ဝေးပဲရှိပါလေဒါရှင်တော့ဖယောင်းအနေနဲ့ဒီလူမျိုးတွေကိုခေါ်ဆောင်ဖို့ရတဲ့မင်းလက်ထဲမှာရှိတဲ့တော်ဝေးကလုံလောက်ပါတယ်ဆိုတဲ့သဘောမျိုးနဲ့ပြောတာဖြစ်ပါတယ် အဲ့ဒါမောရှိကအဲ့ဒါကိုယုံနိုင်ဖို့ရတဲ့အတွက်ဘုရားရှင်ကလက်တွေ့လွတ်ခိုင်းတယ်။မောရှိကအဲ့တောင်ဝေးကိုမိပေါ်မှာပြစ်ချတဲ့အခါမှာမွေဖြစ်သွားတယ်။ပြင်ကောတဲ့အခါမှာတောင်ဝေးပြင်ဖြစ်သွားတယ်။လို့ရှိရင်တော့သူ့လက်ကိုဒီကြိုင်အောက်ပါဒီထားခိုင်းတဲ့အခါမှာမဖြစ်သွားရလဲလူလူလက်ကဲသူဖြူဖိုးပြီးမှနေတယ်။ပြင်ထုတ်တဲ့အခါမှာကျတော့မဖြစ်သွားလဲပကတိအတိုင်းပြင်ဖြစ်သွားတယ်။ဒါဆိုရင်တော့ပြောချင်တာကတောင်ဝေးတစ်ခုပဲဘုရားကတုံးဘူးဟုတ်ပဲလေ မောရှိကိုနိုင်ကိုဖရာကအသုံးပြုဖို့ကိုပြောခြင်းဖြစ်ပါတယ်။ဆိုတော့ဒီညမှာကျွန်တော်အလုံးကိုနာပြခြင်းတဲ့အရာကပါလဲဆိုတော့မောရှိကိုင်ဆောင်ထားတဲ့ဒီတောင်ဝေးကရှစ်ပယ်ရှင်နဲ့လှူထားတဲ့တောင်ဝေးဖြစ်တယ်တော့မထင်ပါဘူး။တိုးထင်းတယောက်ဆိုတော့တောမှာသူတွေ့တဲ့တစ်ကိုက်တစ်ခုခုခုတ်ပြီးမှသူအသုံးပြုခဲ့တဲ့တောင်ဝေးတစ်ခုပါပဲ။ရောက်မယ်ဆိုလို့ရှင်တော့အပြင်မှာရောက်မယ်ဆိုလို့ရှင်တော့9000တောင်ရပါမလား။တတော်မပြောနဲ့9000တောင်ရပါမှာဟုတ်ပါလား။ တကယ်ကဘုမရှိတဲ့ဈေးမရှိတဲ့တောင်ဝေးတစ်ခုလေးကိုဖယားကအဲ့ဒီတောင်ဝေးကိုအတုံးပြုတ်ဖို့ရတဲ့မောရှိကိုမြင်မှာထားတယ်ကျွန်တော်အခန်းငယ်30တို့အောက်ကိုဖတ်တဲ့အခါမှာကျတော့ဖယားကြီးတောင်ဝေးဆိုပြီးမှတောင်းပါအဲ့ဒီတောင်ဝေးကိုနာမည်ပေးချခြင်းခံရတွေ့ရဣသရေလလူမျိုးများကိုခေါ်ဆောင်ဖို့ရတဲ့ဖယားတခင်ကမောစီနိုင်ရှိသောသူ့ရဲ့ဉာဏ်ပညာဒါမှမဟုတ်မောစီနိုင်ရှိသောအရာတခြားအရာတွေစိစိဥစ္စာတွေကိုဖယားကမတောင်းလျှောက်တော့ မိမှာဘာရှိသေးလဲအဲ့လိုမျိုးတွေမမေးတော့မိသားသမီးမယောက်ရှိနေမိမအဲ့လိုမျိုးမမေးတော့ဖခင်ကဘာလဲသူကိုယ်ကအမြဲတမ်းပါလာတဲ့အမြဲတမ်းကြိုက်ဆောင်နေတဲ့အရာကိုပဲဖခင်ကမေးတာဖြစ်တယ်ဆိုတော့မိအိမ်မှာဘာရှိခဲ့လဲအိမ်မှာဘာတွေသင်စေခဲ့လဲဖခင်ကမမေးမြင်ဘူးဘယ်လိုနဲ့မေးတာလဲတင်လက်လိုက်ဘာရှိတယ်ဆိုတော့တင်လက်မှာအမြဲတမ်းကြိုက်ဆောင်နေတဲ့အရာကဘာလဲ တော်ဝေးဒါဆိုအဲ့တော်ဝေးကိုဖခင်ကအတုံးပြုတ်ချစ်တယ်လူအုပ်လို့လည်းစဉ်းစားကြည့်ပေါ့လူအုပ်ကြီးပေါ့နော်လူသိမ့်တဲ့ကြီးသားနဲ့ကြီးလူအုပ်ကြီးကိုခေါ်ဆောင်ဖို့ရတဲ့တော်ဝေးတစ်ခုကတုံးပြုတ်ဖို့ရတဲ့မောရှိကိုပြောတဲ့ခါမှာလူအနေနဲ့လုံးဝမဖြစ်နိုင်တဲ့အရာလူအုပ်လုံးနဲ့တွေ့ရင်တော့ဒါပေမဲ့လည်းဖခင်ကမောရှိကိုပြောထားတယ်အဲမောရှိကမဖြစ်နိုင်ပါဘူး အမျိုးမျိုးတို့ကိုသူစင်ချင်တွေပြေးတဲ့ခါမှာအငယ်တစ်ဆယ်ကမောရှိကလည်းတော်ဖျားရှင်အကျွန်ုပ်ဒီနှုတ်တတ်သိမရှိပါအထက်ကလည်းမရှိပါကိုရောကျွန်းအားမိတော်မူသောအခါတိုက်ပြီးမရှိပါနှုတ်လေးသောသူစကားနင်းနင်းပြောတတ်သောသူဖြစ်ပါ၏ဟုထာဝရဘုရားအားရှောက်စုဤမောဇိကတူတို့ဖျားရှင်ရှိမှသူဟာဝန်ခံတယ် ကျလို့ကလူတက်တိမရှိတော့သူဖျားကိုမတွေ့ချင်ကလေးကလည်းလူတက်တိမရှိတော့သူစကားနီးနီးနဲ့ပြောတတ်တဲ့သူဖျားကိုတွေ့တဲ့ချင်ကိုချင်မှာပြီလူတက်တိမကောင်းသောသူဖြစ်ပါလေဆိုတာဖျားကိုပြောတဲ့အခါမှာဖျားကြီးကဘယ်လိုပြောလာလဲထာဝရဖျားကလည်းလူရင်လူကိုအဘယ်သူဖန်ဆင်းတည်းစကားအတော်သူနာပြင်းတော်သူမျက်စိမြင်တော်သူမမြင်တော်သူလူကိုအဘယ်သူဖန်ဆင်းတည်း ငါဖော်ရဖျားဖန်စီနေမဟုတ်လို့ကျွန်တော်တစ်ထောက်ငါစစ်စာကြောင်းတက်ဖို့ရတဲ့ရကုန်ကျော်စင်းလာတဲ့ခါမှာကျွန်တော်ကိုင်ဆောင်လာတဲ့ကျင်းပိုက်လေးဖြစ်ပါတယ်စင်းစာကကျွန်တော်ကအားကိုးစားစပေါ်စားလို့မရှိဘူးပြင်တော့ပိုက်စားရှိတဲ့ဆွေမျိုးတွေလည်းမရှိဘူးမိဘတွေလည်းပိုက်စားမရှိလူရတီမှာကူရှာပါတဲ့ပိုက်စားလဲနေတဲ့ကျော်ကြကိုစင်းလာတဲ့ခါမှာလူအနေနဲ့အားငယ်စရာအများကြီးရှိခဲ့တယ် အဲ့ဒီမှာကျွန်တော်ဒီကျင်းစာကတော်တော်လေးအခုထိမှမိနိုင်ဘူးဖရာတွေကဒီကျင်းစာလေးကြောင့်အများအားစကားပြောတယ်ဖြေရှရခန်းကြီး90ခုပြီးတော့မိသားစုရဲ့ခန်းကြီး30တိထဲကခန်းငယ်20ခု28ဒီကျန်ပိုက်တော့ပိုက်အပြင်ဖရာကတို့အများအားခုနာပြတာဖြစ်တယ်ဆိုတော့မောချီနဲ့ဂျူနီတူပါပဲလူအနေနဲ့အများကြီးစင်ကြင်မှုတွေပြီးပြီမဲ့လေဖရာကြီးရဲ့တုတ်ပြတ်မှုကပါလဲ ထာဝရဘုရားကလည်းလူအင်းနှုတ်ကိုအပေသူဖန်ဆင်းတယ်လေစကားပြောတတ်တဲ့သူတွေမပြောတတ်တဲ့သူတွေမင်မမြင်နိုင်တဲ့သူတွေမင်တတ်တဲ့သူတွေနားလေးတဲ့သူတွေနားကောင်းတဲ့သူတွေဘယ်သူဖန်ဆင်းတာလဲငါထာဝရဘုရားပဲဒီဆိုတော့ပြောချင်တာကဘာလဲဆိုတော့ဘုရားတခင်ကကျွန်တော်တို့အားလုံးကိုယ်စီရဲ့အားနဲ့ချက်ကိုသိတော့ဘုရားဖြစ်တယ်ဘယ်သူဖန်ဆင်းတာလဲကျွန်တော်တို့ဘုရားကဖန်ဆင်းတယ်ကျွန်တော်တို့ကအားနဲ့ချက်တွေရှေ့ရက်သားနဲ့ ဖရားကြီးကကျွန်တော်တို့ကိုသူ့ရဲ့အမှုတော်မြတ်တဲ့အတွက်သူ့ဘုရားထင်ရှားဖို့ရတဲ့ကျွန်တော်တို့ကိုအမြဲတမ်းခေါ်လေးရှိပါတယ်။အဲ့တော့ကြောင့်ဘောရှိကိုဖရားကကြင်ကြင်သားကပြောပြတော့မှသွားပါမင်းအကိုအာရုံကိုငါပါထားပြီမင်းကိုသွားတွေ့ဖို့ရတဲ့အတွက်လာနေပြီသူကနှုတ်တက်သည့်စကားအပြောစုကောင်းတော်သူဖြစ်တယ်မင်းကိုကိုယ်ငယ်လေးမယ်ဆိုပြီးမှဖရားကမောရှိကိုမှာထားတယ် ဘုရားရှင်ကမောရှိကိုခေါ်တဲ့အခါမှာတင်းလက်နဲ့ပါရှိတယ်လို့မြည်တဲ့အခါမှာမောရှိကဘယ်လိုပြောရလဲတော်ဝိရှိတယ်။အဲ့ဒီတော်ဝိတဲ့ဘယ်နမိတ်လက္ခဏာများစွာပြခဲ့။အဲ့ဒီစကားထဲမှာမောရှိရဲ့တော်ဝိနဲ့အာရုံရဲ့တော်ဝိကိုလည်းသုံးပြတာမျိုးတွေ့ရ။ပြီးတော့အဲ့ဒီမောရှိရဲ့တော်ဝိကိုပဲသုံးပြပြီးမှပြည်လည်ကြီးဟောဖြစ်စေတာလေ။အချင်းနဲ့ဝဲစီ။ ယန္တူရီကတိုက်ခဲ့တဲ့အခါမှာမောရှိတဲ့ထက်မှာတောင်ဝိကိုဂိုင်းပြီးမှလက်ပြောင်းတဲ့အခါမှာယန္တူရီကိုနိုင်တယ်။အစ္စရေလမျိုးတွေရင်ငတ်တဲ့အခါမှာဖျားကြီးကရေထွက်စေဖို့ရပြောဘာတုံးပြုတ်ခိုက်တာလဲ။တောင်ဝိကိုတုံးပြုတ်ခိုက်တယ်။အအောင်ပေါ်ရတဲ့အဲ့ဒီတောင်ဝိကိုဖျားကြီးကအတုံးပြုတ်ခဲ့တယ်။ဒီနေ့ကျွန်တော်တို့ဖျားကြီးကခေါ်တဲ့ပုံစံကတရုတ်နဲ့ပြောတူချင်မှတူလိမ့်မယ်။ ဒါဆိုတော့ဘုရားတည်ရင်ကသူ့ရဲ့အဖို့တော်ပြည့်အတွက်လူတွေကိုခေါ်တဲ့အခါမှာဘလို့ပူဇော်သူ့ရဲ့လူတွေကိုခေါ်လဲဆိုတာတို့တိတိကျကျနဲ့ပြောဖို့ကနားလည်ဖို့ကခက်ခဲပြီမဲ့လေကျွန်တော်သိနေတဲ့အရာတစ်ခုကပါလဲဆိုလို့ရှင်တော့တမားတဲ့တတိယပြုပြောတဲ့စာမတက်တဲ့သူတို့ယေရှုဘုရားကခေါ်တဲ့အခါမှာသူတို့ကလည်းယေရှုဘုရားတော့ကိုလုံးလုံးလိုက်သွားပြီးမှတခင်ယေရှုကဘာမှမသိတဲ့ဘဝဒါမှဘာမှမသိတဲ့မရှိတဲ့ ပြည်တဲ့ညုံနဲ့အန်ဒရူးကိုပြီးတော့ဂျောဟာလူကာစာနော်သူတို့အားလုံးကိုသူတို့သိတဲ့မြင်တဲ့အရာကိုတက်သိခံဖို့ရတဲ့အတွက်တခင်ရှုနောက်ဆုံးတော့သူတို့ကိုတုံ့ပြုခဲ့ဒီနေ့မောရှိရဲ့တက်တော်လည်းကျွန်တော်ကြည့်တဲ့ခါမှာလဲဒီနေ့မှာကျွန်တော်တွေ့ရတာကသူ့လက်ထက်မှာရှိတဲ့အရာဆိုတာကဘာလဲတော်ဝေးပဲရှိဘုရားကအဲ့တော်ဝေးကိုတုံ့ပြုချင်တာဖြစ်တယ်အဲ့တော်ဝေးကိုအောက်ချအောက်ချလိုက်ကဘာဖြစ်သွားလဲမွေဖြစ်သွားတယ် ဒါပေမဲ့အဲ့ဒီမွေကိုဘောရှိကပြင်မကောက်နေတော့မဖြစ်သွားမလဲအဲ့ဒီမွေကသူ့ကိုပြင်ကြိုက်လာတယ်ဖြစ်ကောင်းဖြစ်နိုင်ဒါပေမဲ့ပြင်ဖားတဲ့ကမှာကြောက်ဖြစ်သွားတယ်တော်ဝင်ဖြစ်သွားတယ်ဒီနေ့ကျွန်တော်အားလုံးကိုကုနာပြချင်ပါတယ်ဘုရားသခင်ကကျွန်တော်တို့အားလုံးပူစီကျွန်တော်တို့အားလုံးတော်ဝင်ဘုရားရဲ့ပြည့်တော်ဝင်ကတူချင်းမတူလိမ့်မယ် ဘုရားခင်ကကျွန်တော်တို့ပါရှင်တော်အရာနဲ့သူရဲ့ဘုန်းတော်ထင်ရှားဖို့ရတဲ့အသုံးပြုချင်တာဖြစ်ပါတယ်။အာမင်။ဒီနေ့ကျွန်တော်ဘုရားခင်ပြည့်တော်ဝေးကဒါမှမဟုတ်ကျွန်တော်တို့ပါရှိတဲ့အရာကတူချင်မှတူလိမ့်မယ်။ကျွန်တော်တို့မလုပ်နိုင်တဲ့အရာကိုဘုရားကမခိုင်းဘူး။အာမင်။မရှိတဲ့အရာကိုဘုရားကမတောင်းဘူး။ငါးတောင်နဲ့မုံငါလုံးလူငါးတောင်ကြောင့်ဘုရားကတခင်ရှုကကျွေးတဲ့အခါမှာကြတော့မရှိတဲ့အရာတွေကဒီ ကျောက်ခဲလေးကိုမုတ်ပြစီတာဟုတ်ဆိုတော့ဘာမှမရှိတဲ့ဟာကိုဟေးဒါကငါပြစီပါကိုတော့ဒါကငါပြစီပါပေါင်းချင်းပြပါလို့ယေရှုဘုရားကမပြောခဲ့ဘူးရှိတော့အရာခလိတယောက်ထံကနေရတယ်ငါကပေါင်းနဲ့မုတ်ငါလုံးကိုယေရှုဘုရားပါလေပေါင်းချင်းပြပြမှာပွားများစီအဲ့တော့လည်းယေရှုဘုရားကလူမျိုးများဆိုတော့တောင်းတဲ့ခြေတော်လူများကိုကြွေးမွေးခဲ့ဘုရားရှင်ညံ့ရမှာလူဆောင်ပုံလူဆောင်မိကပါလေရှင်တော့ ကျွန်တော်တို့မှာရှိသောအရာတစ်စုံတစ်ခုကိုဖခင်ကမြေရာတုံ့ပြန်ခြင်းမှာဖြစ်ပါတယ်အာမင်ဖခင်ကဝိညာဉ်စုခြေစုံလို့ခေါ်တယ်တယောက်နဲ့တယောက်ကယ်တင်ခြင်းရပြည့်တဲ့နောက်မှာလူဆောင်နိုင်ခြင်းကမတူကြဘူးကိုတတ်နိုင်တဲ့အရာကနေဖခင်ရဲ့မို့တော်မြတ်တော်ကြောင့်ပါဝင်မှုရှိတယ်ကျွန်တော်မြင့်တဲ့ကတခုကြောင့်ပြောပြမယ်အိုဟာကြီးလူမိသားစုတော်ကြီးဟူကြောင့်မြေတဲ့ခါမှာဘလို့နဲ့ယေရှုအကြောင်းကိုစသိလာတယ်ကယ်တင်ခြင်းဘလို့နဲ့ရလာတဲ့ကြောင့်မြေတဲ့ခါမှာ ်ဆရာဦးစံရွှေဝင်စာလေးပြီးပြီးမှနည်းနည်းပါပြောတဲ့အရာကဒီစပြီးမှသိလာတာဆိုတော့သူပြောတယ်ကျွန်တော်တို့အနေနဲ့ဘာမှမဟုတ်ဘူးလို့ဖြစ်တဲ့အရာကတကယ့်မိသားစုကိုပြောလဲစေတဲ့အရာတစ်ခုဖြစ်သွားတယ်ဆိုတော့အခုတော့ဂျင်းတော့ဂျင်းမြန်တော့သောမလာနိုင်လို့တော့ဂျင်းမြန်တို့ဘယ်လိုနဲ့ဖရားကိုစသိလာတာလဲပြီးတော့တော့သောတို့ဖရားကိုဘယ်လိုနဲ့စသိလာတာလဲအခုဆုံးသွားပြီဖြစ်တယ်အမိုးဤတဲ့မှုဦးနိုင်ရဲ့ မင်းမမပြောတတ်ဘူးဆိုတတ်လေးနဲ့နည်းနည်းပပလေးနဲ့ယေရှုเจ้าကိုပြောရင်းနဲ့နှုတ်ဆက်ကြတော့ဆရာဆရာမတွေနဲ့တွေ့ပြီးမှဖျားเจ้าကိုလာပြီးမှယေရှုဖျားကိုလက်ခံယူကြတာဖြစ်ပါတယ်။သူနည်းချုပ်ပါပဲဒီပါတော်စားတော်မူရကစားဘလို့တဲ့ဖျားတိလာတာလေဆိုလို့ရှိရောမာတူဝိဇ္ဇနဲ့တော်ရင်တွေးလို့ပေါ့နော်အဲ့လိုလေးတွေနဲ့ပထမဆုံးယေရှုเจ้าကိုစားတိလာပြီးမှတပြည့်ပြည့်နဲ့ဆရာသမားတွေနဲ့တွေ့ပြီးမှနောက်ဆုံးကြတော့ ယေရှုအကြောင်းကိုဘာသာနာနာနဲ့သိပြီးမှလက်ခံယူကြကြတယ်။တတော်များများကတော့ဆရာသမားတွေတဲ့အရင်မတွေ့ခင်ပါလူတွေကတော့ခယုမဆိုင်တဲ့လူတွေဒါမှမဟုတ်ပညာမတတ်တဲ့လူတွေကိုဘုရားကအရင်အသုံးပြုပြီးမှတပြင်းပြင်းနဲ့နှုတ်ကပတ်တော်ကိုသဘောပေါက်ပြီးမှသိပြီးမှယေရှုဘုရားကိုသိလာကြတာဖြစ်ပါတယ်။အာမင်။ အဲ့တော့ဒီနေရာမှာတိကကျွန်တော်ပြောချင်တာကပါလဲဆိုရင်ကျွန်တော်တို့မှာဖျားပြတဲ့တောင်ဝေးကပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့မှာရှိသောအရာဖျားခြင်းအသွုံပြုတ်လိုက်တဲ့တောင်ဝေးကအဖြစ်အရာတယ်။ဖျားကြီးကဘောရှိဦးနေတဲ့ကမှာတင်းလက်ထဲမှာပါရှိတယ်။ဘာရှိလို့ပြောရလဲတောင်ဝေးရှိတယ်။အဲ့တောင်ဝေးကဘာလို့ပို့လဲ။အီဂျစ်ပြည်မှာကျွန်းထားနေတဲ့အစ္စလာမ်လူမျိုးများကိုခေါ်ဆောင်ဖို့ရတဲ့ဖျားခြင်းအသွုံပြုတ်ဖို့ရတယ်။အသွုံပြုတ်ခြင်းကဖြစ်တယ်။ဆိုတော့ဒီနေ့ကျွန်တော် ပေါင်းဝင်ချင်ပါတယ်လို့ကောင်းလူမျိုးများဆိုတော့ကဲတင်ချင်မရသေးတဲ့သူများဆိုတော့ရှိပါတယ်။ဘုရားရှင်ကကျွန်တော်တို့ကိုဒီလူတယောက်ဟိုလူတယောက်ယေရှုဘုရားကိုသိနိုင်ဖို့ရန်အတွက်ဒီနိုင်အဖေရာရှိတည်းလို့ကျွန်တော်မြင်ရင်ဘယ်လိုလဲကျွန်တော်ပြောကြပါမယ်။တမီးရောဘာမှမလုပ်နိုင်ဘူး။ဒါရောဘာမှမလုပ်နိုင်ဘူး။မောရှိလို့ကျွန်တော်စဉ်းကြည့်နေအများကြီးပြီးပါလား။ မောရှိကရှင်ချင်းပြီးရှင်ချင်းပြီးပြီးလို့ပဲဒါပဲဖခင်ကတင့်လက်ထဲမှာရှိတဲ့ဥစ္စာကလုံလောက်ပြီလို့ဖခင်ကပြောတာဖြစ်ပါတယ်အာမင်ကျွန်တော်ကျွန်တော်တယောက်နဲ့တယောက်နိုင်ရှင်ချင်းတွေလုပ်မယ်ဆိုလို့ရှိရင်တော့အားငယ်စရာညာရှိနိုင်တယ်ငါတော့သူတို့လူပညာမတတ်ဘူးစကားမပြောတတ်ဘူးကျင်းစာအကြောင်းကိုလည်းကကနနာမပြောတတ်တဲ့ခါမှကျွန်တော်ပြောချင်ပြီမဲ့လေမပြောနိုင်ဘူးမပြောတတ်ဘူးဆိုမှကိုကအားငယ်ဖို့ရတဲ့ဖြားနေလို့တော့မရှိဘူး ဖျားပြေးထားတဲ့တော်ဝေးကိုယ်တိုင်ကိုယ်စီရှင်းကြတာဖြစ်တယ်အာမင်အဲ့ဒီဖျားပြေးတဲ့တော်ဝေးလေးကိုကျွန်တော်အသုံးပြုဖို့ရည်ကြီးပါတယ်ဆိုတော့အခုနကျွန်တော်ပြောသလိုပဲတော်ရင်ထွေးလို့ပြီးတော့တင်းတော်မှာဘလို့နဲ့ဖျားကိုစတိလာကြတယ်အခုမှတော့တင်းဖို့လို့ဆိုရှင်တော့ရှာမလို့နဲ့ထိတိုက်မှာတွေ့ခင်မှာဘသူရဲ့ဘသူထာကလည်းရင်ကြားဒီတော့ဆရာမဇာဘူးပုံကြီးလေးတို့เนาะသူတို့ထာကတရင်ကြားရတယ် ပြီးမှပဲဆရာတို့လည်းပြန်တွေ့တယ်။ကျောင်းကူကြီးလေးဆိုရင်လည်းသူပြောခဲ့တာကဟိုဟာပတိပါဟိုဟာလေးဘာလဲတကယ်တော့တူပါအဲ့လိုပေါ့နော်။သူရဲ့သူရဲ့စတားလေးကရစစ်ကိုစားချင်ပေါ့။အဲ့လိုလေးမျိုးလေးတွေလည်းပြောင်းလဲကြတာဖြစ်တယ်။အိုးဝိုးတို့ကတော့ထားလိုက်လို့သူကမဝေးလင်ကလေးကတွေ့ရတယ်။ဒါဆိုတော့ဖြူဝိုးတို့ကလည်းသိကြတယ်ခင်ဗျာကျောင်း။ ဟုတ်ပါဘူး။ကျွန်တော်ကန္နာမှာလုပ်လို့ရချင်မှာဗာလဲဖခင်အကြောင်းကိုဖွင့်တဲ့ဟာဒီတွေ့တာနေเนาะစဉ်းစားကြည့်เนาะသူဖခင်ကိုစားတည်တဲ့ပုံစံကเนาะရှာကြီးရမကြီးတွေကအများရဲ့ရှင်ရှင်းပြပြီးမှတည်လာတဲ့အဟာမဟုတ်ဘူးဘာမဟုတ်တဲ့ဟာဒီဒါမှမဟုတ်လူတွေကတော့မပါမဟုတ်ဘူးလို့ထင်တဲ့အရာလေးကိုဖခင်ကတုံ့ပြောတာဖြစ်တယ်အာမင်ဆိုတော့တော်ရင်တွေ့ကတော့ဘယ်လိုလဲသိတာဖခင်ကစား တည်တာလေဒီသားကခေါ်လာတယ်ပြချောင်းဘာခုပြချောင်းလာဟုတ်ဟုတ်ဟုတ်အော်ဘုရားပြားเจ้าချစ်ပါတော့ဘုရားเจ้าနားလို့ဆိုတော့အော်ဥထုံးကဘုရားเจ้าကိုလာခိုင်းတယ်စားကြည့်နော်ဥထုံးကဘုရားเจ้าကိုလာခိုင်းတာအဲ့ဒါလေးနဲ့ဘုရားကိုလည်းဖြည်းဖြည်းရင်းနှီးမသိလာတာနော်တကယ်တော့တရားဝင်အဲ့လိုပုံစံပဲဖြစ်နေတယ် ဲ့လိုပြောတဲ့အခါမှာဘုရားကဆရာယောရှုလူကိုအတော့မပြူပြောတာမဟုတ်တော့နားလည်းမလွဲကြတယ်နော်သူတို့ရောက်ချင်းနာပြီးတဖြည်းဖြည်းလူတယောက်ကိုတယောက်ပြီးတယောက်ဘုရားကအုံပြုတ်တာတပတ်ဖို့ကြတယ်ယေရှုအကြောင်းကိုပိုရွေးပိုရွေးလေးနဲ့ကြလေးနဲ့ဆိုတာသိကြတာဖြစ်တယ်အခုဆန်တဲ့လေးဆိုလို့ရှိရင်လည်းသူအပြည့်သိတာလေတက်တက်အားဖြစ်သိတာဖြစ်တယ်တက်တက်ကအများကြီးပြောလေ तू အမြဲတမ်းစင်စာဦးလေးအမြဲတမ်းပါလာတာလေ तू သွားတဲ့နေရာတိုင်းမှာ तू ကပတ်စာပတ်စာလေးအကြီးကြီးပုံစံမျိုးနဲ့ပေါ့နော် သူ့ရဲ့လက်ဆွဲအိတ်ထဲမှာကျင်းစာဝင်ရန်ပါလာတယ်။အဲ့ဒါလေးကိုသူကစာပြီးစဝင်စားလာတော့ဟုတ်တယ်မဟုတ်လား။ဆိုတော့ဆရာနေလေးလည်းသူဖျားကိုတည်တဲ့ပုံစံကရန်စစ်ကိုစားကြံပေါင်းတယ်။နောက်မှတပြည့်ပြည့်နဲ့ဆရာတို့လည်းတွေ့မှာယေရှုအကြောင်းကိုသူကကာကနာနာနဲ့သူတည်လာဖြစ်ပါတယ်။ဟုတ်တယ်မဟုတ်လား။ကျွန်တော်တို့ကတော့မမွေးခင်ကလေးကအိုးဝေးပူစားတော့မွေးခင်ကလေးကအမိဝတ်တဲ့ကလေးကကျွန်တော်ခရစ်ယာန်နဲ့မွေးပွားလာတာဆိုတော့အဲ့လိုမျိုးပြောပွားတော့ကျွန်တော်မှခက်တယ် ဒါမှမဟုတ်ကျောင်းမှာဘာကြောင့်လက်ပုတာရောက်လာလဲဆိုတဲ့အရာလေးလဲစိတ်ကိုစားကြတဲ့အရာကောင်းပါလေကျောင်းလေးနဲ့ချင်းချင်းကားကားဒီဖရာရဲ့မှုတော်ပြည့်ထက်မှာမပါဝင်ဖို့ရတဲ့မောရှိခဲ့ဆိုကြောင်းငင်းတယ်ခဲ့တဲ့ချင်းများဆိုရှိခဲ့ပါတယ်ချင်းချင်းပြောရင်တော့ကျွန်တော်ကလုံတက်တိမရှိတော့ဘူးအဖြေပြောတဲ့စကားခုတိတော့မမြင်နိုင်တာဒီကျောင်းလူပြူဖြစ်နေဒီကငါကမင်းထက်အသက်ငယ် ငငယ်လေးနဲ့ရှိသည့်အရှိကလေးကသူများရှိမှကောင်းကောင်းတရားလိုဟောတတ်တယ်။မင်းတို့ကွာတဲ့လူတွေရှိမှစကားပြောရင်တော့ဘာလဲမသိဘူးဆိုမှစကားမပြောတတ်လို့လို့ကြောင်းလူတွေရှိမှထွက်မဲ့စကားပြောရင်ရန်ရှစ်လက်ရှစ်တယ်စကားအရှိတော့လည်းမငင်တော့ဘူးနောက်ဖို့ကိုဖြည့်မှတတ်လိုက်အဲ့လိုပုံစံမျိုးနဲ့ဘာမှရှိတော့မငင်ဘူး။ကျင်းစာကြောင်းတက်တာတောင်မှကျွန်တော်ရန်ကုန်မှာကျင်းစာကြောင်းတက်တယ်။ဟိုဘုရားလက်ထက်ကစကားပေါင်းပေါင်းကျွန်တော်ပြောတတ်ဘူး။ မာစတာပို့ရတာကျတို့ရွာလူတယောက်အများအားကျွန်တော်သူနဲ့စာလုံးနေကြတဲ့လူတယောက်မင်းစတရားဟောတဲ့ခါမှာအင်းနာခဏခဏဘာလို့ပြောတာလဲအာကျတော်တခါတော့ပေါင်းပေါင်းလို့ဒီကောလုထားတာပါနော်ပြင်သားတော့တကယ်လည်းဟုတ်ဘူးစကားမပြောတတ်ဘူးတခါလေးကျော်စဉ်းစားတယ်ဘာကြောင့်ကိုတော့ကျွန်တော်ဘာလို့ခေါ်တာလဲတုံ့ပြူတာလဲအဲဖျားကြီးမှရည်ရချက်ရှိတယ်အာမင်ဖျားတဲ့ရှိမှကျွန်တော်ထွက်ပြေးဖို့လုပ်တာကမနေခဲ့ပါဘူး နောက်ဆုံးပြောမယ်ဆိုရှင်တော့ထွက်ပြေးဖို့လုပ်တဲ့အတွက်ကြောင့်ယောနာကဲသူချုပ်ပတိတိပန်ယောပါနဲ့ကျွန်တော်ခံစားခဲ့တယ်။အဲ့နောက်မှလည်းဖျားကြီးရှိမှထွက်ပြေးဖို့အကျင့်တင်ခါကျွန်တော်ကြိုးစားခဲ့ပုံပါတယ်။ဒါမဲ့လည်းဖျားကကျွန်တော်ကိုအလိုရှိတယ်ဆိုတော့ကျွန်တော်နားလည်သဘောပေါက်တယ်။နောက်ဆုံးကျွန်တော်ဒီလက်ပုတာရောက်တဲ့အကြောင်းကိုလည်းတက်တဲ့ခါနဲ့ဆိုလို့ရှိရင်တော်တော်ရှိရှိဝေးဝေးဖြစ်သွားလိမ့်မယ်။လူအနေနဲ့ကျွန်တော်ရောက်ချင်တာမဟုတ်ပါဘူးလက်ပုတာ။၂000ခုမှကျွန်တော်နေခဲ့ဖို့လေ။ ဘယ်လိုဒီဘယ်လိုဒီခက်ခဲတယ်လဲဆိုတော့တိခဲ့ပြီးသားကျောင်းအနေနဲ့ကျတော့ရုံးမှာထိုင်ကုန်ပေါ်မှာဒါမှမဟုတ်လူတွေရှိမှာစာရီသင်တယ်မှာကျန်းစာကျောင်းတွေမှာအဲအဲ့လိုမျိုးတွေပေါ့မြို့ကြီးတွေမှာကျတော့လူခုလူအနေနဲ့စိတ်ဝင်စားတာပေါ့ဒါမဲ့ဘုရားရှင်ခေါ်တာကလဘုတာဖြစ်နေတယ်အဲ့တော့ကျတော့ဒီကပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ပါလူပြောကလေးသူများကဲသူတတ်ဆွနေတဲ့အရာမှရှိပါဘူးနှုတ်သက်တိလည်းမကောင်းဘူး ဒါပေမဲ့လည်းဘုရားကကျွန်တော်ကိုအလိုရှိတယ်ဆိုတော့သဘောပေါက်အာမင်ဒီနေ့မောရှိကလည်းသူကလည်းဝန်ခံပါတယ်ကျွန်တော်မှာလုံတတ်တိမရှိစကားလည်းနင်းနင်းနဲ့ပြောတတ်တာဖြစ်ပါတယ်အများကြီးသူကစဉ်းစားကြည့်ဖာရောရှိမရင်ရှိပါလေမတည့်ရစကားပြောရမှာဆိုတော့อิสราเอลမျိုးတွေတင်းသားလက်ကြီးလူကိုခေါ်ဆောင်ရမှာဆိုတော့အရန်ကြောက်လို့လည်းပါမှာပေါ့နော်ဒါပေမဲ့လည်းဖခင်ကတင်နိုင် ။ဘာရှိတာလဲ။တောင်းဝေးရှိတယ်။လုံလောက်တယ်။အာမင်။ဒီနေ့ကျွန်တော်တို့တတ်နိုင်တဲ့အရာလေးနဲ့ဖရားရေဖို့တော်မြတ်ထဲမှာပါဝင်ဖို့ရတဲ့ဖရားရှင်လူတော်ရှိတယ်။အာမင်။ကျွန်တော်တို့တောင်းဝေးကဒီလိုတူတူချင်းမတူလိမ့်မယ်။နောက်ပဲနောက်ဆုံးရည်ရချက်ကပါလေ။ဖရားရှင်ကလူတိုင်းကဖရားကိုတည်ဖို့ဖြစ်ပါတယ်။ဖျားကြီးကမောရှေတော်ဝိကိုတုံးဖို့ရွေချက်ကအစ္စလာမ်လူမျိုးများကိုခါလာမည်သူခေါ်ဆောင်ဖို့ရဖြစ်ပါတယ် အီဂျစ်ပြည်မှာကျွတ်ခါနေတဲ့လူတွေကိုခန္ဓာပြီးခေါ်တဲ့ပြားရည်နဲ့နှုတ်ရည်စင်းစင်းတဲ့နေရာသူခေါ်ဆောင်မှုဖြစ်ပါတယ်။ထိုနည်းတို့ပါပဲဘုရားကြီးကကျွန်တော်တို့ကိုခေါ်တာကကျွန်တော်တို့ရဲ့တောင်းဝေးလေးကိုတုံးကျင်တာကစာတန်လက်ထက်မှာကျွတ်ခါနေတဲ့သူတွေကိုဘုရားခင်ထံသို့ပို့ဆောင်ဖို့ရဖြစ်ပါတယ်။အာမင်။ဆိုတော့အဲ့ဒီကြောင့်ကျွန်တော်တို့မှာပါရှိတာလေ။ကျွန်တော်တို့၌ရှိသောအရာ ဖျားရခင်ကကျွန်တော်အားလုံးပေါ်ရရှိပါတယ်အာမင်ကျွန်တော်တို့လည်းရှိသောအရာကျွန်တော်တို့ကိုတုံ့ပြုပြီးမှလူများစွာဖျားကိုတည်ပြီးမှကယ်တင်ခြင်းရဖို့ကဖျားရခင်လိုတော့ရှိပါတယ်အဲ့အတွက်ကြောင့်ဖျားကမောရှိလက်ထက်မှာရှိတဲ့အရာလေးကိုပဲတုံ့ပြုခြင်းတယ်ဆိုတော့မောရှိမြင်တဲ့ပညာဘလောက်တတ်လဲဖျားကမမီးဘူးအဂုလူပြုများအဂုအဂုလူပြမှာဘလောက်တင်ထားခဲ့တာလဲလို့မမီးခဲ့ဘူးသူရဲ့ရောက်ခမ ဂျက်ထရွန်ဘောနော်ဂျက်ထရွန်စီမှာဘလို့မြင်ခဲ့လဲဘာလို့သင်ခဲ့လဲဖခင်ကမမြင်ခဲ့အမြင်တော့သူနဲ့သူရှိတဲ့ညာမင်းလက်ထက်မှာပါရှိတယ်အဲ့ဒါပဲမြင်တာဖြစ်ပါတယ်အာမင်ကျွန်တော်တို့ဖခင်ခင်နိုင်ငံတော်ပြတဲ့အတွက်လုံဆောင်နိုင်တဲ့အရာများစွာရှိတယ်အာမင်ဒီအရာအပြည့်ကျွန်တော်တို့ဖခင်ရဲ့နိုင်ငံတော်ပြတဲ့လုံဆောင်တယ်ကျွန်တော်တို့ရဲ့တော်ဝင်ကပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးအားလုံးဖခင်ကတော့ပြုတ်နေတာဖြစ်တယ်အာမင်ဖခင်ရဲ့ဘုတော်မြတ်ထက်မှာကျွန်တော် တတ်နိုင်ဆုံးကျွန်တော်လှုပ်ဆောင်ကြရအောင်ငါမှပညာမရှိဘူးလို့မပြောကြနဲ့ဖရားကြီးငါတည်နိုင်ရှိသွားကြလေလုံလောက်တယ်လို့ပြောတာဖြစ်တယ်အာမင်အော်သူ့လူကမလုပ်တတ်ဘူးလို့မပြောတတ်ဘူးလို့မပြောကြနဲ့ကျွန်တော်လုပ်နိုင်တာအများကြီးရှိသေးပါအာမင်အချို့တွေကခက်ခဲတဲ့ချိန်မှာဝင်အနေနဲ့ကိုငြိချင်တာဖြစ်ဖရားကိုတည်လာလို့လည်းရှိကြတယ်အချို့တွေကဒုက္ခရောက်တဲ့ခါမှာနည်းနည်းပါးပါးဝင်ဝင်ကိုငြိချင်တာဖြစ်ဖရားကိုတည်လာလို့လည်းရှိကြတာဖြစ်ပါတယ် မတူကြဘူးလေနော်ဆိုတော့ကျင်းစာထဲမှာလည်းမြို့မြို့နဲ့ဖခင်ကိုတွေ့ကြတယ်ရှင်ပေါ်လို့ဆိုလို့ရှိရင်လည်းတိုက်လိုက်ထိတိုက်လိုက်ယေရှုဖခင်နဲ့တွေ့တာအဲ့ဒါမျိုးတွေကတော့ရှက်ရှက်ပါပါပါတော်တော်များများတတော်များများယေရှုဖခင်ကိုတွေ့ရပုံစံကမတူကြဘူးအမျိုးမျိုးနဲ့ပါမဟုတ်တဲ့အရာလေးကိုဖခင်ကသုံးပြုတ်ပြမှာတွေ့ကြတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အားလုံးခွန်းသားအသိပြည့်ပြီးမှကျွန်တော်တို့မှာရှိတော့အရာကိုဖခင်ကအသုံးပြုချင်တာဖြစ်ပါတယ်အာမင် အဲ့တော့ကြောင်းကျွန်တော်အားလုံးဖျားပြီးရလို့ရှိပါတယ်ဆိုတဲ့တခြင်းတခင်အလိုရှိပြီဆိုတဲ့တခြင်းကိုကျွန်တော်အားလုံးတည်ဆိုပြီးမှကျွန်တော်အသက်တာကိုလည်းဖျားရင်ထားသစက္ကန့်နာမယ်ကိုတော်ပြည့်တဲ့တော်ဝေးကျွန်တော်မှကျွန်မမှရှိပါမယ်မတုံ့မင့်ခဲ့လို့ဖျားခြင်းရှိမှကျွန်တော်ပြုဝင်ချတော့ပါရင်လည်းကျွန်တော်ဖျားရခြင်းပြန်ဖြစ်ခွာရမှာဖြစ်ပါတယ်မောရှိကတော်ဝေးကိုအောက်ချတဲ့ခါမှာအောက်ပါပဲ ရှင်ခဲ့လဲဆိုလို့ရှိရင်တော့ငွေဖြစ်သွားလိမ့်မယ်။အရာကြောက်ရပေါင်းတဲ့သူ့ကိုယ်တော်ပြင်ကတ်တယ်တဲ့ငွေဖြစ်သွားတယ်။ဒါပေမဲ့မလုပ်တာလဲတောင်ဝိကိုမလုပ်တာလဲပြင်ကောက်မပြင်ဖားတဲ့ခါမှကျတော့မဖြစ်သွားလဲတောင်ဝိဖြစ်သွားတယ်။ငွေကလည်းတောင်ဝိဖြစ်သွားတယ်။ဒီနေ့ဖျားကကျွန်တော်တို့ကိုပေးတဲ့အရာကတခါတလေအောက်ကိုချမယ်လို့ငွေဖြစ်သွားတဲ့အချိန်ဒါမှမဟုတ်ကျွန်တော်တို့အားဖြင့်တခြားလူတွေကိုတောင်မှဒုက္ခကြုံတဲ့သူလည်းရှိကောင်းရှိနေပါ ဒါပေမဲ့ကျွန်တော်ဖျားခင်တာတို့ပြန်လှည့်ပြီးမှကိုရောငါကိုခေါ်တာကျွန်တော်ကိုခေါ်တာကကိုရောရဲ့ဘိုးတော်ဖြစ်ရှာဖို့ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကျွန်တော်အားလုံးမတက်ထားပြီးမှတက်ခင်အလိုရှိသည်ဆိုတဲ့တခြင်းကိုเนาะကျွန်တော်အားလုံးတည်ဆုပ်ပြီးမှတက်တာဆက်ကအတန်းပြီးမှကျွန်တော်တို့ကနာဘုတ်ဘုတ်ချစ်စင်ကိုကျွန်တော်တို့ဆုတောင်းမှာဖြစ်ပါတယ်